။သူကသူဖေအောင်ဘောပဲနဲ့တန်းထိုးတယ်။ငါမဟုတ်ဘူးနော်။ကင်မရာထဲမှာမင်းလေအဲ့ဒါမင်းထိုးတာငါ့ကို။မင်းမင်းမှာထိုင်တာမာကိုစီ။မင်းကမင်းအရှိမငါမင်းအရှိမထိုင်တာလေ။ပြီးတော့ကိုပုံးလည်းရှိသေးတယ်။နောက်ပါလေအယူလို့ကျွန်တော်ကြိုးမှာစတိကကတ်ချလိုက်။မင်းကအရှိဆုံးတည်းမှာထိုင်တာလေ။မင်းကဖင်ကဒီလိုမျိုးငါပဲလို့လက်ထိုင်လို့လားငါပြောချင်တယ်။ပြီးတော့မင်းချွေးတွေကပေးကုန်။ဒီမှာလေးလက်ပေါ်ချွေးကြတယ်ချွေးတစားမှမထွက်ပါဘူးပြိတ္တကြီးရဲ့ချွေးသူထွက်နေတာလားကျွန်တော်ထွက်နေတာလားကျွန်တော်ကြည့် 我所以说要把爱国人家啊。နေမှာနေလို့လာတာတရားလေးမဟုတ်ဘူးဟဲ့လားဗျတယောက်ရှိတယ်ဒီရောက်မှမြင်ပြီးတော့တောင်းဝယ်တဲ့သူရှိတယ်တောင်းဝယ်တဲ့သူရှိတယ်သူကဘာ AV တရားခါလိုက်ထားတာချစ်ချင်းပါစပယ်လေးဟဲ့ရှမ်းဖုန်းနဲ့ပြရရှိတယ် AV ဟဲ့ကိုယ် ဟုတ်ကဲ့အဲဒီဇလန်လေးကကျွန်တော်ဒီမဟာနဲ့ဒီ Google Flint နဲ့ကွန်ပျူတာရဲ့ဇလန်လေးပေါ့နော်ဒီဇလေးရှိရဆိုတာပြရတဲ့အချိန်မှာအဲကျွန်တော်လည်းသဘောကျတယ်ဒီလိုချောင်းသားကားလေးဆိုတော့ကျွန်တော်တို့ငယ်တော့အမတ်ရလေးလည်းပြန်ပြီးတော့မှတ်ရသေးတဲ့ကားလေးဖြစ်တဲ့အတွက်လိုက်ရပါတယ်ကျွန်တော်တကယ်အဲ့လိုကြောင်းအဲ့လိုဘောရာဆောင်ပြန်တက်လိုက်ရသလိုဘုံမျိုးပြန်ရတယ် အားလုံးဆော့ဆော့နန်းတော်နဲ့ရိုက်တဲ့အချိန်မှာမြိုက်မြိုက်ခင်အချိန်မှာအားလုံးပြပြရှင်နေမဲ့ဆိုတော့အရန်ပြဖို့ကောင်းတယ်ဒီစကားလေးရိုက်တဲ့အချိန်မှာကျွန်တော်ငယ်တော့အမှုလူပြန်ရအောင်ဘယ်သူ့ကိုနိုင်ကျင်လို့ပြိုင်မယ်ဆိုတဲ့ချမ်းလေးနဲ့မင်းဒီပုံစံဘယ်လိုလဲမိဘကကျွန်တော် brain wash လုပ်တာအဲ့ဆိုသူများတွေကပြောလို့ရှိရင်လည်းကျွန်တော်အဟုတ်ထင်တယ်ဥမာဗျာဟိုအဲ့လိုမျိုးပေါ့အစစ်တက်ရရမယ်ဘာဘာဘာအင်းအဲ့လိုပြောထားတယ်ကျွန်တော်ဒါကြီးကိုတကယ်တော့ကျွန်တော်ကဒီရောက် ဘယ်လိုစိတ်မပါဘဲနဲ့အရင်လောက်နေရလို့ဖြစ်တာဟုတ်ကဲ့အဲ့လိုမျိုးအခုရကျွန်တော်ကတော့စာသင်ခန်းထဲမှာလို့အိတ်တယ်စာသင်ဘုတ်ကုန်းစားတယ်အဲ့လိုမျိုးတွေပေါ့ကာတင်လေးကျွန်တော်ရိုက်နေတယ်ဗျအရှိမဗီဒီယိုရိုက်နေဒရိုက်တာရိုက်ပြီလို့ကျွန်တော်သူ့ဘောပင်နဲ့ကျွန်တော်ကရှေ့စင်းလောက်သေးဘေးသေးထိုင်ကြတာလို့ဘာလို့တော့ဘောပင်ကိုသူ့ကိုဖေးအောင်ဘောပင်နဲ့လမ်းထိုးတယ်ငါမဟုတ်ဘူးနော်ကင်မရာထဲမှာမင်းလေအဲ့ဒါမင်းထိုးတာကောနော်အဲ့တော့ကင်မရာထဲမှာအဲ့လိုဖြစ်ဒရိုက်တာလမ်းအောင်အဲ့လိုမျိုးတွေတော့ရှိတယ်ရိုက်တဲ့ချိန်မှာ မင်းမင်းမထိုင်တာမာကိုးဆိုပြီးတော့မင်းနဲ့မင်းအရှိမနော်မင်းအရှိမထိုင်တာလေပြီးတော့ကိုဘုံလည်းရှိသေးတယ်နောက်ပါလေအယူဆိုကျွန်တော်ကြိုးပါစတိကကတ်ချလိုက်အဲ့ဒါကတိပဲရိုက်လို့အဲ့လိုမျိုးအယံမွေရကျွန်တော်ငါအရှိဆုံးတက်မှထိုင်တာလေမင်းရဖင်ရဒီလိုမျိုးငါပဲလို့လက်ထိုင်လို့လားငါပြောချင်မင်းတို့တူတူပဲတော့ဆိုလို့ကိုယ့်ရဲ့တကယ်ចောင်းသားဘွားကဘယ်လိုမှမဖြစ်ဘူးចောင်းသားကနေပါတဲ့ကလေးတွေပြမကျွန်တော်နေပါတယ်အဲ့ကျွန်တော်အရင်ပြရကိုအဲ့တော့မခံရဘူးအရင်နေပါမယ်ကျွန်တော်က တကယ်နဲ့မခံနိုင်တာရက်ပြရတော့လေကျိန်ဆဲလိုက်မယ်နော်ငါကတော့နဲ့မခံတော့နှာခေါင်းပိတ်ပြီးနှာခေါင်းပိတ်ပြီးတော့ကျိန်ဆဲလိုက်မှာနော်ငါကျိန်ဆဲရသိတယ်နော်အေးရပိတ်စမ်းချိန်စောဟာမင်းအိတ်ဒီဟဲ့လားအိတ်ပါဘူးဟဲ့ဟေးမအိပ်ပါဘူးဆိုရင်ငါဒီမှာအားဆုံးကိုဆက်ကင်းတော့မင်းကဘောင်းလို့ပြောတကယ်တော့ကျွန်တော်တို့ကျွန်တော်လိမ္မာတယ်လို့ပြောရင်ကြောက်လဲလူကြီးတွေမြန်မာစိုးရင်လဲစိုးနေတာကျွန်တော်စိုးတယ်လို့ပြောရင်လဲလိမ္မာတယ်လို့ပြောနေတယ်ကျွန်တော်ကျွန်တော်ကဝန်မှန်ပါနော်အောက်ပြီး အဲ့လိုမျိုးကွာငါလိမ္မာလေးလို့ပြောရင်လည်းမဟုတ်လေမြင်နေရမတူဘူးလေမြင်နေရမတူဘူးဟုတ်တယ်အကောကိုလိမ္မာနဲ့ထင်ပြန်တော့လေခြေလို့ဆိုရင်ဆိုတဲ့ထင်ပြန်တော့ဟုတ်လေကိုရီးယားမိသားစုမြင်တယ်လို့တူတယ်လို့မြင်မြင်တဲ့လူတွေရှိမှာပဲထင်တာပဲကောင်းပါတယ်လို့ကိုလည်းပြောပြပါဗီဒီယိုဆိုတော့လေโอเคဟာဟိုပါအကြောင်းတော့လားကျွန်တော်တော့ဟိုပါပဲပုံမှန်ပါပဲကောင်းလိုက်ဆိုလိုက်ပေါ့အဲ့လိုစောင့်မွေးနာနေရတော့တကယ်လေး ဆာလေးတော့နည်းလောက်တာပေါ့ဆောင်းဝဲနဲ့ဝေးလုတ်ချင်အောင်ဆောင်းတာပေါ့အေးအဲ့လိုပေါ့နည်းနည်းအိမ်ကအဆင်ပြေအောင်လို့ဆောင်းဝဲနဲ့ဝေးနေတဲ့အချိန်ဆိုတော့တကယ်ကျင်းနေပဲအဲ့လိုအဲ့လိုနေပြတာများတော့အရင်ငယ်ငယ်တော့တော့အဲ့လိုရွှေရှင်တွေပါကြည့်တာရဲအားကြိုက်တယ်အနုပညာလို့ဒီကိုကျွန်တော်ကငယ်တော့အချင်းရန်ဆိုချင်အချင်းရန်ဆိုချင်တဲ့ဆန္ဒပေါ့နော်အဲ့လိုစိတ်ကူးတော့ရှိတယ်ဒါပေမဲ့ပြုဆောင် လုပ်မယ်ဆိုတော့စိတ်ကူးကကျတော့ဒီအလုပ်စလုပ်ရင်းနဲ့မှသင်တန်းတွေစတဲ့နဲ့မှကျုပ်ဆောင်ဝန်ထမ်းပါတယ်။အဲကျုပ်ဆောင်ဖြစ်ရတိမယ်ဆိုတော့စဉ်းစားမိတယ်။ငယ်ကတော့ဒီအစုတော့ဖြစ်နေတာစိတ်ကူးရှိတယ်။အဲကျုပ်ဆောင်ဖြစ်လာပြီးတော့အချင်းရောအနေနဲ့ပေါ့ပါဆိုပြီးအဲတချင်းအဲ့လိုထုတ်ထားတဲ့တချင်းလေးတော့လေကားလို့ရှိပါဘူး။ဟုတ်ကဲ့။အဲကျွန်တော်ကတော့အမှန်တိုင်းပြောရင်ကျွန်တော်ဟိုးငငယ်တုန်းကတော့ကျွန်တော်မှဟိုဘယ်လိုပြောရမလဲလူကြီးတွေအကြိုက်ပေါ့ဗျာ ကျွန်တော်မှာ engineer ဆိုတော့ဘာဖြစ်ချင်လဲကြီးလာရင်ဆို engineer ဖြစ်ချင်တယ်ဒါပေမဲ့ဘာကိုဘာဖြစ်ချင်လဲဆိုတော့မသိလူကြီးတွေအကြိုက်ပဲပြောမိတာဒါပေမဲ့ကျွန်တော်အသက်အရွယ်ရလာတဲ့90တန်းကျတော့မှဟိုတေချာကိုယ့်ကိုဘာဖြစ်ချင်လဲဆိုတော့တိလာရမိဘတွေနဲ့တေချာပြောကြည့်ရဒါပေမဲ့သူတို့တွေကအရင်တော့ကျတော့ တရုတ်ဆောင်ဆိုတာကြီးအလုတ်လို့မထင်ဘူးကွာဘာလို့လုံးမလဲပေါ့ဟိုဒီတပြင်းဟာလုတ်ပါလားဒါပေမဲ့ဒီအားလည်းကျွန်တော်တို့အလုတ်ပါဆိုတော့တို့တခြားနားလည်အောင်ပြောပြရဲအဲ့ပြီးတော့မှကျွန်တော်လည်းဒီတရုတ်ဆောင်လို့လုတ်ဖြစ်လာတယ်ကျွန်တော်ကတော့ငငယ်ငယ်တည်းကကျွန်တော်ဖြစ်ကျင်ကိုကျွန်တော်ဇကားကြီးကြည့်ဟာဇကားကြီးကျွန်တော်ရမ်းကြတယ်ဘယ်သူနဲ့လဲဘယ်သူနဲ့ဘယ်သူနဲ့ဖြစ်စေဟုတ်လေဟိုတရုတ်ဆောင်ဖြစ်ကျင်နေတာ လို့ဟာတာရွာဖြစ်ဖြစ်မိုက်တယ်ဘာလို့လို့လဲဖြစ်ကြည့်ကြတော့2019လောက်မှာကျွန်တော်ကက်ဆင်တစ်ခုစပြီးတော့ဝင်တယ်ဘလို့အေးဟဲ့ရှင်းရှင်းမခွဲနဲ့ဟာကက်ဆင်ဆိုတာကက်ဆင်ခေါ်တာပေါ့ကွာဒီစကားပြောသူခေါ်ကပါသပိတ်ထားတာမင်းမင်းအော်ကြောင်မင်းကတော့ဝရတယ်မင်းအဆင်မပြေဘူးတဲ့ဆိုင်မှာဟုတ်လားအဲ့တော့ကအဲ့ကလေးပြီးတော့ကျွန်တော်ကိုယ့်ကိုပိတ်ချောင်းတယ်ကိုယ့်ကိုလူတွေတိလာအောင်ကျွန်တော်ကြိုးစားတယ်လှုပ်တယ်ဟုတ်တကယ်တော့ကျွန်တော်ကြိုးစားရင်းတော့ပြောမိချွေးတွေကပေးကုန် ဒီမာလီဇက်ပေါ်ချွေးကြီးဟဲ့ချွေးတစားမှမထွက်ပါဘူးပြိတက်ကြီးရဲ့ချွေး तू ထွက်နေတာလားကျွန်တော်ထွက်နေတာလားကျွန်တော်ကြည့်ဟိုဆိုဆိုပေါ်အဲကိုရေးကြဟာအဲ့လိုလေကြီးကိုတိုက်ခိုင်းကျွန်တော်ဒီတကယ်တော့သူ့ကိုပြောလိုက်တာဘယ်သူလဲတော့မသိဘူးဒါပေမဲ့ဟိုဟိုဟာဖြစ်ပါဘာပါလဲဟိုဟာဘာပါလဲဒီကတရုတ်ဆောင်ဆိုတာကအဲ့ဒီအဲ့ဒီဇက်နဲ့အန်ဝင်ခွင့်ကြဖြစ် ဖြစ်ဖို့ပဲအရေးကြီးရဗျာအဲ့လိုမျိုးပေါ့အော်ဒီကခုလိုကက်ဒမီဆူရီကိုကျွန်တော်ရမယ်လို့မထင်ဘူးအဓိကအဲ့လိုပါပဲဟိုဝါတာပိန်တာတွေနဲ့တော့မဆိုင်ပါဘူးဝါတဲ့ကာရိုက်တာဆိုလို့ရှိရင်တော့ဒါဝါရမှာလေအနိုင်ငံသားမှဆိုလဲအဲ့လိုဝါတဲ့ကာရိုက်တာဆိုရင်တော့ဝါအဲ့လိုမျိုးပေါ့ဒါပေမဲ့မင်းကလည်းသွားလျှောက်တဲ့ဟာလွဲလွဲနေလို့လားမသိတာမင်းကအဲ့လိုမျိုးကာရိုက်တာကိုလားကျွန်တော်ပါပဲဟုတ်တယောက်ဟဲ့ဘာဖြစ်နေရသိဘူး သူကငါ့အောင်နဲ့ပေါင်းရအောင်အဲ့ခါကြရလို့ခဲရတယ်ကျွန်တော်ပညာတော့မဖြစ်ချင်ဘူးဒီပြိုးရင်ဇလန်တို့လေးကဒီចောင်းသားကားလေးလည်းဖြစ်တယ်ပြီးတော့ဒီဇလေးကိုဖတ်တဲ့ချိန်မှာဟိုကျွန်တော်အနေနဲ့ကျွန်တော်ကာရီတာဘက်ကနေပြီးတော့ဒီဒီကာရီတာရဟိုအပြင်မှာလည်းရှီကောင်းရှိမယ်ပေါ့နော်ဟိုတချို့မိသားတွေကဘယ်လိုပြောရမလဲသူတို့ဖြစ်ချင်တဲ့အဟောင်းပဲဦးစားပေးတယ် ဟိုဒီသာသမီတွေကဖြစ်ချင်နေဆိုတော့မမေးဘူးပေါ့နော်ဒီထဲမှာဆိုလည်းအဲ့လိုပါပဲဟိုတကယ်တော့မိဘတွေဆံဝင်ဖြစ်စေချင်တယ်သူကတော့ဟိုဆံဝင်မဖြစ်ချင်ဘူးတပြင်းသူဝါသနာပါတဲ့ဟာလေးရှိတယ်ဒါပေမဲ့သူဝါနာပါတဲ့ဟာလေးကိုလွတ်လပ်စွာပြန်တိုင်းခွင့်မပေးဘူးပေါ့ဗျာသူအိမ်မက်တွေကိုအဲ့လိုမျိုးလေးဆိုတော့ဒီဟာလေးကဒါကတော့ပြင်မာလည်းရှိလို့ရှိရင်သာသမီတွေရဲ့အိမ်မက်တွေကိုအကောင်းဆုံးဟိုဟိုပြန်တိုင်းခွင့်ပေးပါလို့ကျွန်တော်မြစ်တာရဲ့ခံပါတယ်